အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အသားမစားခြင်းနဲ့သူများအတွက်ပေါ့နော်ခရမ်းသီးလေးရဲ့သို့မဟုတ်အသီးညာလေးပေါ့နော်အားလုံးစုပြီးတော့ကုန်းမောင်ကြီးကျော်ကျော်နီးလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်စားရတာလည်းရမ်းအောင်မှကောင်းတဲ့ကျော်နီးလေးဖြစ်ပါတယ်ခင်ဗျာပန်းမွေနေခရမ်းသီးတွေလည်းအခုချိန်ကဈေးရမ်းပေါ်နေတာဆိုတော့ကျွန်တော်တို့ကျော်စားလို့ရမ်းစင်ပြေတဲ့အချိန်လေးဖြစ်ပါတယ်ကျွန်တော်တို့ကျက်သွနေငါးလုံးကိုလေးစိတ်စိတ်ထားလိုက်ပါတယ်ပေပြားလေးပါထဲမှာဖြစ်တဲ့အတွက်ပေပြားလေးတတော်ကိုလည်းအခုလိုမျိုးနေတော့တုံးလေးတွေတုံးမိထားလိုက်ပါတယ်ခင်ဗျာမွန်လာဦးနေရလည်းဈေးရမ်းပေါ်နေတဲ့အတွက်ကျွန်တော်တို့တွေ 6လုံး9လုံးလောက်ကျွန်တော်သုံးပေးထားလိုက်ပါတယ်။ပတ်မွင့်ဖြူကတော့တပွင့်သုံးပေးထားပါတယ်ခင်ဗျာ။အခုလိုမျိုးအသီးရွက်လေးတွေကိုနေတော်လေးလှီးပေးထားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီဒါလေးကတော့ခရမ်းသီးပေါ့နော်။ခရမ်းသီး2လုံးကျွန်တော်အသုံးပြုထားမှာဖြစ်ပါတယ်။ခရမ်းသီးလေးတွေကလည်းရန်စီပေါ်နေပါပြီ။စားရတာလေးပေါ့နော်။ခရမ်းသီးတစ်မျိုးတည်းကြော်မှာဆိုလို့ရှိရင်လည်းအရန်စားလို့ကောင်းတယ်။ဟင်းလေးဖြစ်ပါတယ်ခင်ဗျာ။ခရမ်းသီးကိုချက်စားရရိုးနေတယ်ဆိုလို့ရှိရင်တော့ဒီနေ့လေးတိုင်းကြော်စားကြည့်ပါ။ရန်စားလို့ကောင်းပါတယ်။ တဲ့တို့မျိုးလေးနဲ့လို့ဆင်းလာမယ်ဂျင်းကိုလည်းကျွန်တော်တို့အမြင့်လေးလှိပေးထားပါမယ်ခင်ဗျာအသားထည့်ခြင်းလည်းဆိုလို့ရှိရင်လည်းသားထည့်ပြီးတော့ကြော်လို့ရပါတယ်ဒါကတော့ကျွန်တော်လှိထားတဲ့ခရမ်းသီးလေးနဲ့ချားသီးနဲ့လေးဖြစ်ပါတယ်ခင်ဗျာအသီးရွက်တွေလည်းပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့စကြော်ဖို့ပြင်ဆင်ပါမယ်အရင်ဆုံးခရမ်းသီးတွေကိုအသားမုံလေးထည့်ပြီးတော့ကျွန်တော်တို့တမတ်တော့အောင်နေလိုက်ပါမယ်နောက်ထပ်ကော်မုံလေးပါထည့်ပြီးတော့တမတ်တော့အောင်ထပ်နေလေးပေးလိုက်ပါမယ် ကမုံလေးနှက်ပြီဆိုလို့ရှိရင်တော့စီပူပူထဲမှာကျွန်တော်တို့ခန်းသီးလေးပေါ့နော်အပေါ်ရံကြောလေးပြော့သွားတဲ့ဒီအနည်းငယ်ကြော်ပြီးရမှာဖြစ်ပါတယ်။ခန်းသီးလေးတွေခုလောက်နေတာလေးနွမ်းသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စကားလေးနဲ့ဆေထားပေးလိုက်ပါမယ်ခင်ဗျာ။နောက်ထပ်ကျွန်တော်တို့ပဲပြားကိုလည်းခန်းသီးလိုမျိုးပဲကြော်ပြီးထားလိုက်ပါမယ်။ကျွန်တော်တို့ပဲပြားတဒုံးမဲ့အသုံးပြုထားတယ်ပေါ့နော်ပဲပြားလေးတွေကလည်းအရင်စားလို့ကောင်းပါတယ်။အသီးနှံလေးတွေကိုလည်းကျွန်တော်တို့အနည်းငယ်နွမ်းသွားတဲ့ဒီစီပူထဲမှာခဏကြော်ပြီးထားလိုက်ပါမယ်။ကြော်ပြီးတော့စစ်စစ်ပေးထားလိုက်ပါမယ်ခင်ဗျာ။ အသီးနှံနေစီမှုထိုးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရတာထည့်ပြီးတော့ကြော်မှာဖြစ်ပါတယ်အရင်ဆုံးဂျင်းနဲ့ချက်သွင်းပြီးကိုစီမွေးတက်ပေးပါမယ်အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့အရင်ဥုံရတာထည့်ပါမယ်အခုပြလာတဲ့ဇုံးလေးနဲ့တကြားကိုတဇုံးတက်တာလေးထည့်ပါမယ်ခင်ဗျာစက်သားမုံလေးနေငယ်ထည့်မယ်ခင်ခဇုံလေးနဲ့ကျွန်တော်တို့ဒီပင်းကပြရဲ့အချိုကြာညိုလေးပေါ့နော်ထမင်းစားဇုံနဲ့တဇုံအပြည့်ထည့်ပါမယ်ခင်ဗျာခီယူစီကိုတော့ခုပြထားတဲ့ဇုံလေးနဲ့နှစ်ဇုံထည့်ပါမယ်ခင်ဗျာဒါကတော့ပင်းကပြရဲ့အပြည့်ပေါ့နော်အနောက်ယူလေးကိုကျွန်တော်တို့အနည်းငယ်ထည့်ပါမယ်အရောင်လေးလာစီဖို့ပေါ့နော် ကဲရတာတွေနှံ့သွားအောင်လို့ခြေညက်သွားအောင်တမသွားအောင်မှုလိုက်ပါမယ်ဒီနေရာမှာကိုကရေရှိုးရှိုးလေးကြိုက်တယ်ဆိုလို့ရှိရင်တော့ရေလေးနဲ့ငယ်ထည့်ပေးပါဘေယုတ်တီ6000ကြိုက်တယ်ဆိုလို့ရှိရင်တော့ကြော်ပီးသားလေးထည့်လို့ရပါတယ်ရတာတွေနှံ့ပြီလို့အဆင်ပြေပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့အရင်ဦးဆုံးအသီးနှံ့အမာတွေကိုထည့်ကြော်ပေးပါမယ်အသီးနှံ့တွေကြော်လို့တမသွားပြီဆိုလို့ရှိရင်တော့ကြော်ထားတဲ့ခရမ်းသီးလေးထည့်ပါမယ်ခရမ်းသီးကိုနောက်မှထည့်တယ်ဆိုတာခရမ်းသီးကအနူးလွယ်လို့ပေါ့နော်ခြေလွယ်တဲ့အတွက်ကျွန်တော်တို့တွေနောက်ဆုံးမှထည့်ပေးရမှာဖြစ်ပါတယ် ခုလိုမျိုးတမားလောက်ပြီဆိုလို့ရှိရင်တော့စီမွေးထည့်ပါမယ်နောက်ထပ်ငွေကောင်းလေးပါနေငယ်ထည့်ပါမယ်စီမွေးနဲ့ငွေကောင်းထည့်ပြီဆိုလို့ရှိရင်တော့မီးပြင်းပြင်းလေးနဲ့ကျွန်တော်တို့တမားတော့အောင်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာချက်တော်မေးတို့တရုတ်နေနေတို့ကိုလည်းကြိုက်လို့ရှိရင်ထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာကဲခုဆိုလို့ရှိရင်တော့အနံလေးမွေးပြီးတော့ရန်စားလို့ကောင်းတယ်အသီးနှံကုန်းပေါင်ရပါပြီခင်ဗျာကြည့်ရှုအားပေးနေတဲ့ဒုတိယတိုင်ကိုကျေးဇူးတူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးကိုချိုင်းနေတဲ့တယ်ဆိုလို့ရှိရင်တော့ like and share လုပ်ပေးသွားဖို့တောင်းဆိုကြပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်